ြလင်းကန်ကြောင့်အလူတွေလုံနိုင်တဲ့ပြင်တိမ်မောင်းများစွာတန်ဖိုးရှိတဲ့စိတ်နှက်ကြီးရရှိသွားခဲ့တဲ့ဖက်တီမှာအားလုံးပဲမိကလာပါဆယ်လီတိုင်းနူဘေးကနေပြန်လေးကြိုဆိုလိုက်ပါရီဥပိန်တရားကဖက်တီမှာလို့ပြောလိုက်မြန်မာနိုင်ငံမှာမတိရသူရှာလာအောင်နမဲကြီးနေပါရီဖက်တီမှာကခုမှချစ်မောင်းရောက်လာမှုပဲနဲ့ရောင်းလာတာနှစ်တော်ကြာသွားပါပြီအဆင်မပြေတဲ့အချိန်မှာအကျွေးတွေလည်းရှိနေခဲ့ပြီးတော့အကျွေးတွေကြီးပါမလားလို့တောင်မှတွေးပူနေကြရသူပါဒီကလေးလေးကိုကိုဝင်ဆောင်ချိန်မှာတော့သူ့ဘဝကတစ်စစ်ချိုးပြောင်းလဲသွားခဲ့ပြီးတန်းစီပြီးတော့ဝရလာအောင်ရှာအောင်ကောင်းလာပါရီ နေစဉ်ရောင်းရငွေတွေကိုစုဆောင်းထားခဲ့တာ350ကျော်ခန့်ရှိပြီဖြစ်ပြီးတော့အငွေတွေကိုကလေးမွေးဖွားတဲ့အခါတုံးဖို့ကလေးမွေးဖွားပြီးတော့စိုင်မထွက်နိုင်သေးတဲ့အခါတုံးဖို့အတွက်ရှိဝဲထားတာပါ။ကလေးဘေးသင့်ပြည်သူတွေကခက်ခဲနေတာကိုဖက်တီမာကမမြင်ရတာကြောင့်သူ့ငွေတွေအားလုံးကိုလုလိုက်ပါတော့ရီ။ဖက်တီမာကသူ့ကိုယ်တိုင်စကိုင်းကစိတ်ယုံကြည်မှသွားလုလိုက်ပါတော့ရီ။သူ့ဘဝမှာငွေကိုထုတ်လိုက်ကင်ပြီးတော့လူနိုင်မယ်လို့မထင်ထားဘဲနဲ့ဒီကလေးလေးကိုရောက်လာမှပဲလူဖူးသွားတာပါ။ ဖက်ဒီမာကကလေးမွေးဖွားဖို့အတွက်၃လခန့်လူသေးတာကြောင့်စိတ်မပူပဲနဲ့စူဆောင်းထားတဲ့ငွေတွေကိုလူလိုက်ပါရီငွေတွေလူတဲ့အချိန်မှာစိုင်းပေးထားပေမဲ့လည်းနောက်ထပ်ငွေစုမိပါမလားဆိုတာကိုစိတ်မပူပဲနဲ့စိတ်ပြပြတသားနဲ့လူလိုက်ပါရီဖက်ဒီမာတွင်ငွေကြမ်းမမလားဆိုပြီးတော့စိတ်ပူပေးနေတဲ့သူတွေကတော့သူ့အတွက်လက်ဆောင်နေလာပေးကြသလိုကလေးမွေးဖွားတဲ့အခါသုံးပုံငွေတွေပါထောက်ပံ့ပေးကြပါရီ ကိုဝင်ဆောင်မိခင်တရားဖြစ်တဲ့ဖက်တီမာကပိန်ပမဲရှာဖွေထားတဲ့ငွေတွေကိုရရရော်ရော်လူတန်းလိုက်တဲ့တွင်လိုင်းလီစိန်ဆိုင်ကဂုံပြူတဲ့အနေနဲ့တန်မိုးကြီးစိန်နဂတ်ကြီးကိုလက်ဆောင်လာပေးသွားပါရီစိန်ဝင်ကြီးကြီးတဲ့နဂတ်ကြီးကိုဖက်တီကမာကိုလက်ဆောင်ပေးခြင်းလို့ရောက်လာခဲ့ပြီးတော့ကလေးတွေသုံးဆောင်ပစ္စည်းတွေကိုလည်းပေးသွားခဲ့ပါရီဖက်တီမာကမိသားစုတက်ပဲစဉ်းစားနေရတာကြောင့်စိန်နဂတ်ဆိုတာနဲ့သူနဲ့လှမ်းဝေးတဲ့ရှာလို့ပဲထင်ခဲ့သူပါအခုတော့သူရဲ့စိတ်ထားကောင်းလေးကြောင့်လည်းပါဝင်တယ်လို့ကလေးကန်ကြောင့်လည်းစိန်နဂတ်လေးတရန်ရှာသွားခဲ့ပါရီဖက်တီမာကအရှင်ကတော့ကလေးကန်ဆိုတာကိုကြား ားပေးကြဖို့ပြီးခုမှလက်တွေ့သိသွားပါတော့ရီဖတ်ဒီမာကဒီကလေးလေးရှောက်လာတဲ့အချိန်မှာစီဝိုင်းရေးအဆင်မပြေသေးပေမယ့်ရှားအောင်မွေးမယ်ဆိုတဲ့စိတ်ဖဲထားခဲ့ပါရီဒီကလေးလေးရှားပြီးနောက်တက်မြာသီတုတ်ကနိုင်ငံသားကိုပို့ရတဲ့အထိရောင်းရတဲ့ပြင်အကျွေးတွေအားလုံးလေးကြည်သွားခဲ့ပါပြီငလင်းမလုတ်ခင်မှာဖတ်ဒီမာဇီယောင်းထွက်တဲ့ဖျားဝန်တဲ့ကတာဝန်ရှိသူတွေဟာရောင်းခွင့်မပေးတော့လို့နားလိုက်ရှာပါရီ ဖျားဝင်းထဲမှာရောင်းနာပြီးတော့ရန်နေငယ်ကြမှာပဲငလင်လောက်ကဒီဖျားဝင်းထဲမှာပျက်စီးတွေလည်းဖြစ်သွားခဲ့ပါတယ်။တစုံတစ်ယောက်ကကြိုတင်ပြီးတော့တားလိုက်တာလားလို့ထင်ရလောက်အောင်ချိန်ကိုက်ရောင်းနာလိုက်ရပဲလူများစွာတက်ပြီးကနေလွတ်မြောက်သွားခဲ့ပါတယ်။ကလေးမမေးဖွားခင်မှာလေအလူတွေလောက်ရတယ်လို့လက်ဆောင်တွေကလည်းတစ်ခုပြီးတစ်ခုရှာလာပါတယ်။ကလေးမေးဖွားပြီးတဲ့အချိန်မှာဒိုင်ပါဘုတ်ကိုပေးမဲ့သူလက်ဆောင်တွေပေးမဲ့သူတွေလည်းရှိပြီးတော့စိတ်ကြိုက်လူနိုင်အောင်ငွေတွေအပ်သွားသူတွေလည်းရှိပါတယ်။အခုလေဖတ်ဒီမာကကလေးမမေးဖွားခင်မှာပဲစိတ်နှကယ်ကြီးတရန်ရှာသွားပြီးတော့ဒီလိုထူးခြားတဲ့အရာတွေကိုဝင်ဆောင်ပြီးမှဖြစ်လာ ါခဲ့တာပါမမွေးကီကလေးကအမေကိုစောက်ရှောက်ပေးနေတဲ့ကလေးလေးကိုဖတ်တီးမှရန်တွေးစင်နေပြီးတော့ကလေးကန်ဆိုတာကိုတော့တကယ်ယုံကြည်သွားပါပြီလက်လက်စားပွားဖြစ်တာကြောင့်စီးရဲမှမကြောက်ပါဘူးဆိုတဲ့ဖတ်တီးမကအင်ငါပြိုကျသွားသူတွေကိုလည်းတနာယူနာတနေပါသေးတယ်စရင်ကောင်းတဲ့ဖက်ဒီမာကတကယ်ပဲကလေးကန်ချောင်းကျွေးတွေကြည့်ပြီးတော့တံမိုးကြီးလက်ဆောင်နဲ့ရလာလာဆိုတာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းပြောခဲ့ပြပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်